မိတ်ဆွေတို့ရေလူတယောက်ရဲ့ဘဝဟာလိမ်ညာမှုတွေပြုတ်ဝက်ချက်တွေနဲ့စတင်ခဲ့ရင်ဘလို့ဖြစ်မလဲမိသားစုဆိုတာတွေးတာတော့စမှုထပ်ပေါ်တဲ့ရွေးချယ်မှုတစ်ခုဆိုတာကိုရောမိတ်ဆွေတို့ယုံကြည်ပါသလားဒီမိခွန်းတွေရဲ့အဖြေကိုတီလီရေးသားထားတဲ့ဒိုင်းစာအုပ်ထဲမှာရှာဖွေတွေ့ရှိနိုင်ပါတယ်မိတ်ဆွေတို့ရေဒီစာအုပ်ကိုရေးသားတဲ့စာရေးဆရာဆရာတီလီဟာစာဖတ်သူတွေကို စိတ်လှုပ်ရှားစေရာကောင်းတဲ့ဇာတ်လမ်းတွေနဲ့ဖန်ဆားနိုင်တဲ့စွမ်းရည်ရှိသူပါ ဇလန်းအစမှာဖခင်ဖြစ်သူရဲ့ဇပနာကနေဘလင်တိုင်းကန်ဒီဆိုတဲ့ကလေးမလေးတယောက်ရဲ့ဝမ်းနဲ့ကြေကွဲပွဲဖြစ်ကိုစတင်တွေ့မြင်ရမှာပါဘဲဟာဖခင်ရဲ့အိမ်တော်ရေးဖောက်ပြန်မှုကနေမွေးဖွားလာတဲ့တမိဖြစ်တယ်ဆိုတဲ့အကြောင်းကိုတိလိုက်ရတဲ့အခါမှာသူမရဲ့ဘဝဟာအမောင်တိဖုံးဝန်းသွားပါတော့တယ်။သူမရဲ့အမေကလည်းအေးဆက်ပြီးရက်ဆက်တဲ့သူဖြစ်တယ်လို့တဝမ်းကွဲမောင်နှမတွေဖြစ်တဲ့ကင်းနဲ့အစပင်တို့ကလည်းသူမအတွက်စိတ်ကြရတဲ့သူစိတ်မျိုးလိုပါပဲ။ဖခင်ရဲ့စစ်မှန်တဲ့မိသားစုကလည်းသူမကိုလူလားပုံမပေါ်ပါဘူး။ ဒီအဖြစ်ပြက်တွေကဖေကိုချစ်ချင်းမြတ်တာနဲ့ပိုင်ဆိုင်မှုကိုအရန်လိုအပ်တဲ့သူတယောက်ဖြစ်စေခဲ့ပြီးတသက်လုံးအထီးကျန်ဆန်တဲ့ခံစားချက်တွေနဲ့မိမိကိုယ်ကိုတန်ဖိုးမထားတတ်တဲ့အကျင့်တွေရရှိသွားစေခဲ့ပါတယ်။နှစ်တွေအကြာကြီးအကြာမှာဘဲဟာသူ့ဘဝကိုရုန်းကန်ပြီးဖြတ်တန်းနေထိုင်ခဲ့ပါတယ်။လေစိတ်တစ်ခုမှာဒွိန်ဆိုတဲ့ဒိုမနစ်ဂွန်ဇာလက်ဆိုတဲ့တတူတွေနဲ့လူတယောက်နဲ့တိုက်မိပြီးတွေ့ဆုံခဲ့ပါတယ်။ထိုင်ကဘဲကိုဆွဲဆောင်နိုင်တယ်လို့အာယုံဆိုင်မှုလည်းရှိတာကြောင့် ဘယ်အတွက်တော့တကယ်ကိုအံ့အားသင့်စရာပါပဲဒွင်ဟာဘဲရဲ့ကြောပိုးအိတ်နဲ့ကွကီးကိုလဲပေးဖို့တောင်းဆိုတာကချစ်စရာကောင်းတယ်လို့သတိထားစရာလည်းကောင်းပါတယ်ဒါပေမဲ့ဗမတိတာတစ်ခုကဒါရဲ့စိတ်ဝင်စားမှုဟာမတော်တဆမဟုတ်ပဲသူ့မှာစီစဉ်ရှိနေပြီဘဲကအဲ့ဒီစီစဉ်ရဲ့အဓိကချက်ချာဖြစ်နေတာပါပဲမိနစ်30အတွင်းမှာဒိုင်းနဲ့ဘဲတို့ဟာပရောပါရီလှုပ်ခြင်းခံစားချက်တွေကိုဖွင့်ဟပြောဆိုခြင်းနဲ့မထင်မှတ်ပဲနှစ်သိမ့်မှုတွေကိုရရှိခဲ့ပါတယ် ဒိုင်ရဲ့ကာကွယ်ပေးလိုတဲ့စိတ်သက်ကဘဲကိုအယမ်းကိုဆွဲလန်းစေပါတယ်။လေရင်ပေါ်မှာဒိုင်နဲ့ဘဲတို့ရဲ့ဆက်ဆံရေးဟာပုံမနှဆိုင်လာပါတယ်။ကွတ်ကီးတွေမျှဝေစားတော့ကြရင်သူတို့နှစ်ဦးကြားကခံစားချက်တွေဟာပုံမနီးကပ်လာပါတယ်။ဒိုင်ရဲ့ထိတွေ့မှုတွေစောင့်နှောက်မှုတွေနဲ့အာယုံဆိုင်မှုတွေကဘဲကိုလှုပ်ဆော်ပေးနိုင်ခဲ့ပါတယ်။လေရင်ခီးစင်မှာဒိုင်နဲ့ဘဲတို့ဟာသူတို့ရဲ့အကြောင်းတွေကိုပြောပြကြပါတယ်။ဒိုင်ရဲ့မိသားစုဟာကြီးမားပြီးချစ်ခင်ကျင်နာတတ်တယ်လို့သစ္စာလည်းရှိကြပါတယ်။ ဘယ်အတွက်တော့ဒါဟာသူမရဲ့မိသားစုဘဝနဲ့ဆန့်ကျင်ဘက်ပါပဲ။လေရင်ဆက်ရောက်ပြီးတဲ့နောက်ဒိုင်းနဲ့ဘဲတို့ဟာလမ်းခွဲခဲ့ကြပါတယ်။လေစိတ်ရဲ့နာနေခန်းထဲမှာသူတို့နှစ်ဦးကြားကစိတ်အားထက်သန်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်။ဘယ်အတွက်တော့ဒါဟာစိတ်လှုပ်ရှားစရာကောင်းသလိုနှလုံးကြည်ကွဲစရာလည်းကောင်းပါတယ်။ဘယ်နဲ့ဒုံတို့လောင်းစားမျိုးဖြစ်တဲ့ Las Vegas မှာပြန်ဆုံတွေ့ခဲ့ကြပါတယ်။သူတို့နှစ်ဦးကြားကခန်းစားချက်တွေပြန်လည်နိုးထလာပြီး တညာလုံးအတူတောက်စားမှုရစ်ကအားလုံးကိုဖွင့်ဟပြောဆိုပြီးနောက်မှာမင်္ဂလာပွဲတစ်ခုကိုကျင်းပခဲ့ကြပါတယ်။ဘဲအတွက်တော့ဒီမင်္ဂလာပွဲဟာအိမ်မက်တစ်ခုလိုပါပဲ။နောက်တနေ့မနက်မှာဘဲဟာသူမရဲ့လက်ချောင်းမှာဒဏ်ရဲနာမည်ကိုတက်တူးထိုးထားတာကိုတွေ့လိုက်ရပြီးအရာအားလုံးဟာထင်တယ်လို့မယုံရှင်းမှုဆိုတာကိုတန်တရားဝင်လာခဲ့ပါတယ်။ဘဲဟာဒွိဟာချစ်စရာကောင်းတဲ့သူစိမ့်တယောက်မဟုတ်ပဲချီကာဂိုမာဖီးယားခိုင်းရဲ့ခေါင်းဆောင်ဖြစ်ပြီးသူတို့ရဲ့အိမ်တော်ကြီးဟာသူမရဲ့အကူရဲ့ရာဇဝတ်ကောင်ဖွဲ့စည်းနဲ့ မဟာမိတ်ပြုဖို့အတွက်မဟာဗျူဟာမြောက်ရွေချက်ရှိတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒိုင်ရဲ့စစ်မှန်တဲ့ရွေချက်တွေကတော့ဘယ်ကိုသုံးပြီးသူမရဲ့အကူဖြစ်သူကင်းဦးဆောင်တဲ့တဲအလိုင်းရန်ထဲကိုဝင်ရောက်ဖို့ဖြစ်ပါတယ်။ဒီအိမ်နောက်ရေးဟာဘယ်ကိုငွေကြေးဖြစ်အသုံးချခဲ့တာပါ။ဒိုင်ရဲ့ကဘာဟာအကြမ်းဖက်မှုတွေတစ္ဆာဆောင်တိမှုတွေနဲ့တွက်ချက်ထားတဲ့အနေအရီတွေနဲ့ပြည့်နှက်နေပြီးဘဲဟာအဲ့ဒီအနေအရီတွေကိုရင်ဆိုင်မှုအတင်းအကျပ်ခိုင်းစေခံရပါတယ်။ ဒိုင်ရဲ့ဆွဲလန့်မှုဟာဘယ်ကိုထိန်းချုပ်ဖို့အတွက်ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအရာထင်ရှားလာပါတယ်။သူမရဲ့လက်ချောင်းမှာသူ့နာမည်ကိုတက်တူးထိုးထားပြီးသူမရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေပါတယ်။ The Alliance ထဲမှာအကြမ်းဖက်မှုတွေတိုးလာတာနဲ့အမျှဘယ်ဟာသူမရဲ့မိသားစုရဲ့ရာဇဝင်နဲ့သူမကိုယ်တိုင်ရဲ့နာကျင်စရာတိတ်တွေကိုရင်ဆိုင်မှုအတင်းအကျပ်ခိုင်းစေခံရပါတယ်။ကင်းနဲ့အဆပင်တို့နဲ့ထိတ်တိုက်တွေ့ဆုံမှုကလွန်ခဲ့တဲ့အမားတွေအတွက်တောင်းပန်မှုတွေနဲ့ ခွင့်လွှတ်မှုတွေစီကိုဥတည်သွားစေခဲ့ပါတယ်။ရှီကာဂိုရဲ့မြေအောက်ကဘာကိုထိန်းချုပ်ဖို့အတွက်တိုက်ပွဲဟာအထုတ်ထိတ်ကို ရောက်ရှိလာပါတယ်။ဒိုင်ကင်းနဲ့သူတို့ရဲ့မဟာမိတ်တွေဟာရန်သူတွေကိုရဲရဲစက်စက်တိုက်ခိုက်ကြပါတယ်။နောက်ဆုံးအချိန်လေးမှာမတိရတဲ့အမျိုးသမီးတစ်ဖွဲ့ကကယ်တင်ခဲ့ပါတယ်။အကြမ်းဖက်မှုတွေအပြီးမှာဒိုင်နဲ့ဘဲတို့ဟာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့ဆက်ဆံရေးအရာ ပြန်လည်ကူစားဖို့ကြိုးစားကြပါတယ်။ဒိုင်ဟာတေလူမျိုးပဖြစ်ခဲ့ပြီးဘဲရဲ့ကိုဝင်ကမျောလင်းချက်နဲ့ ပြန်လည်နှိုးထမှုရဲ့တင်ကြေးလက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဘဲဟာတဲလိုင်းယန့်စ်ကအမျိုးသမီးရေစီကနေမထင်မှတ်ထားတဲ့ဆက်ဆံရေးကိုရရှိခဲ့ပါတယ်။သူတို့အားလုံးဟာခွန်အားရှိသလိုချစ်ခင်ကြင်နာတဲ့ပတ်မိုးကူညီမှုတွေပေးတဲ့သူတွေပါ။ဒွိန်ဟာဘဲနဲ့အတူပိုကောင်းတဲ့ဘဝကိုနေထိုင်ဖို့အတွက်ကတိပေးခဲ့ပါတယ်။ဇလန်အစုံမှာဒိုင်းနဲ့ဘဲတို့ဟာအိမ်တော်တဲ့ဘဝကိုပျော်ရွှင်စွာဖျက်ဆီးနေကြပြီးကလေးတစ်ယောက်ကိုလည်းမျှော်လင့်နေကြပါတယ်။သူတို့ပတ်ဝန်းကျင်မှာလည်းမိသားစုဝင်တွေနဲ့ပြည့်နှက်နေပါတယ်။ ဒိုင်နဲ့ဘယ်တို့ရဲ့ခီးလန်းဟာထီးကျက်ဆံမှုကနေပိုက်ဆိုင်မှုစီတို့လက်စားခံရမှုကနေအပြန်လန်ယူသိမှုစီတို့ရှင်တန်ရက်တီမှုကနေကြီးပွားတိုးတက်မှုစီတို့ဥတည်နေပါတယ်မိတ်ဆွေဒီစာအုပ်ထဲကအ धिक သင်ခန်းစာတွေကတော့ဆုံးရှုံးမှုတွေတစ္ဆာဖောက်ခံရမှုတွေကြားတဲ့ကချစ်ချင်းမေတ္တာနဲ့မိသားစုကိုဘယ်လိုတိဆောက်ယူရမလဲဆိုတာပါပဲဘယ်နဲ့ဒေါန်တို့ရဲ့ခီးကနေတင်ယူရမှာကအတိတ်ရဲ့အနာတွေကိုကြော်ပါပြီ ပစ္စုပ္ပန်မှာရေယုံဝန်ဆုံးဖြတ်ချက်တွေချကာမိမိကိုယ်ကိုယုံကြည်ဖို့ပါပဲကိုယ့်ရဲ့အားနည်းချက်တွေကိုအားသာချက်အဖြစ်ပြောင်းလဲပြီးကိုယ်တိုင်ရွေးချယ်ထားတဲ့မိသားစုနဲ့ပျော်ရွှင်စွာနေထိုင်ဖို့တိုက်တွန်းချင်ပါတယ်